င်္ဂလာအတာတကြံကာလာပါရှင်ဧပြီလ14ရက်သမစ္စမ prime time မစ္စမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျမကျူချန်နဲ့အတူမစ္စမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါအခုတော့သတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးပါမယ်အာဆီယံရဲ့ဆက်ကောင်းဆောင်တို့လာမယ့်ဧပြီလ16ရက်နေ့ဘန်ကောက်မှာပထမဆုံးအကြိမ်တွေ့ကြမှာပါ။တကြံကာလငလျင်တန်တဲ့ပြမနာမျိုးအခြေအနေနဲ့နေပြည်တော်ကဆက်ကောင်စီရဲ့အေးတဲ့ကြံအကြောင်းကိုကြားကြပါမယ်။ ဂျန်ဂါလာ၂ရက်အတွင်းမှာမြို့ခုနှစ်မြို့လေးချောင်းတိုက်ခိုက်ခံရလို့ကိုရင်အပါအဝင်၅ရောက်ထပ်မံတေဆုံးခဲ့ရပါတယ်။စစ်ကောင်စီရဲ့မြန်မာငလျင်ကယ်ဆယ်ရေးလျင်ပြန်တန်းနေစမှာစိုက်ဘာတိုက်ခိုက်ခံခဲ့ရပါတယ်။နိုင်ငံဘက်မှာတော့တန်တမန်ဆက်ဆံရေးချင်းချောက်မှုနဲ့ဘင်္ဂလားဒေ့ရှ်အလှမယ်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုံရွှေဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ ခုပထမဆုံးအနေနဲ့စက်ကောင်းဆောင်ဘူဂျုံမှုကြီးမြောင်းလှိုင်နဲ့အာဆီယံအဖွဲ့တော်ဟာလာမယ့်ဧပြီ16ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မှာတွေ့ကြမယ့်အကြောင်းကိုအရင်ဆုံးတင်ဆက်ပေးချင်ပါတယ်။အာဆီယံအဖွဲ့နဲ့စက်ကောင်းဆောင်တို့ရဲ့တွေ့ဆုံမှုမှာပြည်ရင်းစစ်နဲ့လူသားစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာဆွေးနွေးမှုတွေကိုလှုပ်သွားမယ်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ပြောကြားချက်ကိုကိုကပီမလေးရှားသတင်းဌာန The Straits Times ကရေးသားဖော်ပြပါဗျာ။ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံအနေနဲ့ငလျင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံအတွင်းလူသားစာနာထောက်ထားမှုဆိုင်ရာတွေကိုဆက်လက်ဆောင်ရွက်ဖို့မြန်မာစစ်အစိုးရကြေညာထားတဲ့အပြစ်ခတ်ရက်စဲရေးသက်တမ်းတိုးဖို့ကြိုးပမ်းသွားမယ်လို့အန်ဝါဣဘရာဟင်ကပြောပါရယ်။ဗိုလ်ချုပ်မှုကြီးမြောက်လှိုင်နဲ့ဧပြီလ16ရက်နေ့ဘန်ကောက်မှာတွေ့ဆုံချိန်မှာမြစ်တာရက်ခံသွားမယ်လို့လည်းဆိုပါရယ်။ဒီတွေ့ဆုံမှုဟာအာဆီယံနဲ့စစ်ကောင်းဆောင်တို့ကြားပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လာမှာပါ။ စက်ကောင်းဆောင်မင်းအောင်လှိုင်ဟာအာဆီယံနဲ့သဘောတူညီထားတဲ့ငင်းချင်ရဲ့အစီအစဉ်ကိုဖြည့်ဆည်းဖို့မစွမ်းဆောင်နိုင်ခဲ့တာကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ပိတ်ပင်ခံထားပါတယ်။ဒါပေမဲ့လက်ရှိအလှည့်ကျဥက္ကဋ္ဌမလေးရှားကအာဆီယံအနေနဲ့ငလျင်တန်ကူညီဖို့စက်ကောင်စီနဲ့ဓာတ်ရိုက်ဆက်ဆံပြောဆိုလာပြီးတော့မလေးရှားနဲ့ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးတွေကနေပြည်တော်ကိုအတူတကသွားခဲ့ကြပါတယ်။ ဒါအပြင်ငလျင်လှုပ်ခတ်မှုအပြီးတပတ်အကြာမှာစက်ကောင်းဆောင်ကထိုင်းဆိုရရဲ့ဖိတ်ကြားမှုနဲ့ဘန်ကောက်ကဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။အရိခရီးစင်မှာစစ်ကောင်းဆောင်ဟာအာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြံပေးထိုင်းဝန်ကြီးချုပ်ဟောင်သက်ဆင်ရှနာဝက်ထရာနဲ့ပါတွေ့ဆုံခဲ့ပါတယ်။မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ငင်းချမ်းရေးဆွေးနွေးဖို့မစ္စတာသက်ဆင်ကစစ်ကောင်းဆောင်ကိုအကြံပေးခဲ့တယ်လို့ဆိုပါရရှင်။ အင်အားပြင်းငလျင်ကြောင့်ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့နေပြည်တော်ပြင်မနာမြို့ဟာဒဇန်ကာလမှာတိတ်ဆိတ်နေပြီးတော့တချို့နေရာတွေမှာဒေသခံတွေကမြို့တွဲမှာရှိတဲ့အပြက်စီးတွေကိုဆက်လက်ရှင်းလင်းနေကြပါတယ်။ပြင်မနာမြို့တဲမရောက်ခင်မြို့ဝင်လမ်းနဲ့မြို့ထဲမှာရှိတဲ့မင်္ဂလာနှစ်လမ်းကနေရာတချို့မှာတော့ကလင်းငယ်တွေကရေပတ်ကစားနေကြပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငှက်လင်းကြောင့်ပြင်မနာမြို့မှာနေအိမ်အဆောက်အုံတွေနဲ့ဘာသာရေးအဆောက်အုံတွေပြိုကျပျက်စီးခဲ့ပြီးတော့လူတွေထိခိုက်သေဆုံးခဲ့ရပါတယ်။ ငလျင်လှုပ်ပြီးတော့နှစ်ပတ်ကျော်အကြာဒီကနေ့ဧပြီလ14ရက်တကြံအကြနေ့မှာပြမနာမြို့တွင်မှာအုပ်ပုံအပြက်စီးတွေပြိုပြက်နေတဲ့အဆောက်အုံတွေတိခိုက်ပျက်စီးနေတဲ့အဆောက်အုံတွေကိုဖြိုချနေတာနဲ့ဒေသခံတွေကအပြက်စီးတွေကိုဆက်လက်ရှင်းလင်းနေတာကိုတွေ့ရတယ်လို့မြစမမြေပြင်သတင်းတောက်ကသတင်းပေးပို့လာပါတယ်တဖက်မှာလည်းစက်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာစက်ကောင်စီကတကြံပွဲတော်ကိုအေးတကြံကောင်းစင်နဲ့နေပြည်တော်မြို့တော်ခမ်းမရှိမှာမန္တထိုးပြီးတော့ကျင်းပနေပါတယ် အဲ့ဒီကြံပွဲကိုအရင်နှစ်တည်းအတိုင်းလုံခြုံရေးတွေချပြီးတော့လုပ်နေတာဖြစ်ပြီးတော့စက်ကောင်စီတပ်သားတွေထက်ရဲရင်အားပိုတုံးထားတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်ကြံအကြနေမှာနေပြည်တော်ကရက်ွက်တင်မှာကလေးတငယ်တွေကရေပက်ကစားမှုတာရှိပြီးတော့ကြံလေပတ်သူနေပါတယ်လို့လည်းသိရပါဗျ။ အာနာမသိန်းခင်ကနေပြည်တော်မှာတကြံပွဲတော်ကိုစီကတိုက်မြိုက်စွာဆင်နွှဲခဲ့ကြပေမဲ့အာနာသိန်းကာလအတွင်းမှာနေပြည်တော်တကြံဟာစစ်ကောင်စီရဲ့လမ်းလျှောက်တကြံကျင်းပတဲ့နေရာကလွဲပြီးတော့ကျန်တဲ့နေရာတွေမှာကလေးတငယ်တွေရဲ့ရေကစားမှုသာရှိပြီးတော့တိတ်ဆိတ်၆ကတ်နေခဲ့ပါတယ်။ စစ်ကောင်စီကတော့မြမတကြံပွဲတော်ဟာ UNESCO ရဲ့ drum mat ယဉ်ကျေးမှုအမွေနဲ့စရင်မှာပါဝင်ခဲ့လို့အခုနှစ်တကြံကိုထူးခြားစေကတိုက်မြိုက်စွာကျင်းပဖို့စီစဉ်ဆောင်ရွက်ခဲ့ပေမဲ့ March 28နေ့ကငလျင်ကြီးလှုပ်ခတ်မှုကြောင့်နိုင်ငံတော်ရဲ့လူထုမှာထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏကြီးမွားစွာဖြစ်ပေါ်ခဲ့ရတဲ့အတွက်ငလျင်ဘေးဒဏ်သင့်တဲ့ဒေသတွေမှာပြန်လည်ထူထောင်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားကြရမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ တကြံအကျုံနဲ့ဧပြီလ23ရက်နေ့နဲ့ဒီကနေ့အကြာနေ့ဧပြီလ14ရက်နှစ်ရက်တာအတွင်းမှာမန္တလေးတိုင်းကတပိတ်ချင်းမြို့ချင်းမြင်းကမင်းတမြို့ရခိုင်ပြည်နယ်ကကြောက်တော်မြို့စကိုင်းတိုင်းကကဏီကောလင်ဝန်းတော်မြို့နဲ့ဒဇယ်မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေစစ်ကောင်စီကလုပ်ခဲ့ပါတယ်ဒီကနေ့ကဏီလေကြောင်းတိုက်ခိုက်ခံရမှုမှာတကြံကာလသင်ကန်းဝစ်ကြတဲ့ကိုရင်လေးတစ်ပါးပြန်လုံတော်မူပြီးတော့နောက်ထပ်ကိုရင်၃ပါးပြင်းထန်ဒဏ်ရာရသွားပြီးအမျိုးသမီးတစ်ယောက်လည်းသေဆုံးခဲ့ရပါတယ် မနေ့ကတကြံအကျိုးနေ့ကသခိုင်းတိုင်းတစဲမြို့တဲကလေမဖုံကြီးကျောင်းနဲ့မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်တဲကချောင်းကြီးကျေးရွာကိုလည်းမနေ့ညနေပိုင်းမှာစစ်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စုစုပေါင်း၄ရောက်သေဆုံးပြီးတော့၈ရောက်ထပ်မံတန်းရရခဲ့တယ်လို့သခိုင်းနဲ့မန္တလေးဘက်ကမှလှုပ်ရှားနေတဲ့တော်လင်ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ် အလားတူပဲရခိုင်ပြည်နယ်တဲကအာရခတက်တော် AA ထိမ့်ချုပ်ထားတဲ့ကြောက်တော်မျိုးနဲ့ချင်းတော်လင်းအင်အားစုတွေထိမ့်ချုပ်ထားတဲ့မင်းတပ်မျိုးတွေကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရတားတချို့ကြည်တိမှန်တန်ရာရပြီးတော့နေအိမ်၅လုံးထပ်မင်းပျက်စီးခဲ့ရပါတယ်။အခုလိုခါကြီးရဲ့ကြီးတွေမှာဖုံးကြီးကြောင်းတွေကိုပြတ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာကြောင့်ဥပုပ်တီလာစောက်ဖို့နောက်ကျောမလုံဘူးလို့ကဏီဒေတာခန်တွေကပြောပါရတယ်။ ဧပြီ၂ရက်ကနေဧပြီ၂၂ရက်နေ့အထိအပြည့်ရထားမယ်လို့စက်ကောင်စီကကြေညာထားပေမဲ့တော်လင်းအင်အားစုတွေကမြေပြင်ထိုးစစ်မရှိဘဲစက်ကောင်စီကလေကြိုင်းတက်ခတ်မှုတွေကိုဆက်လက်ပြုလုပ်နေတယ်လို့သခိုင်းတိုင်းကပြည်သူ့ကော်မတီရဲဘော်တွေကပြောပါတယ်ရှင်။အခုနောက်ထပ်အနေနဲ့ငလျင်ဒန်သင့်မြန်မာနိုင်ငံကိုကုညီကယ်ဆယ်ရေးပစ္စည်းတွေပေးပို့နေတဲ့အိန္ဒိယလေယံဟာဂျိုဒုအခြေခံကမ္ဘာအတင်းနေရပြစနစ် GPS အချက်ပြမှုအတူတွေနဲ့လှည့်ပြားတဲ့စိုက်ဘာတိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်လို့ Times of India ကဖော်ပြပါရယ် အဲ့ဒီလေရင်ဟာမတ်လ29ရက်နေ့ကစပြီးတော့မြန်မာကယ်ဆယ်ရေးအစီအစဉ်အရာကိုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်။တရုတ်မဟာဗျူဟာအရာလွှမ်းမိုးနိုင်ဖို့ကြိုးပမ်းနေပြီးတော့တော်လင်ရေးတက်တွေကစစ်အာဏာရှင်ကိုစန့်ကျင်တိုက်ခိုက်မှုတွေရှိနေတဲ့မြန်မာလေပိုင်နဲ့အတွင်းပါအိန္ဒိယလေတပ်ကလေရင်ကိုကမ္ဘာတင်နေရပြစနစ် GPS အတုနဲ့လှည့်ပြားတိုက်ခိုက်တဲ့နောက်ွယ်ကအင်အားစုတွေကိုသိရှိဖို့ခက်ခဲကြောင်းသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ ကမ္ဘာတင်နေရပြဆက်နဲ့ GPS အတူတွေဟာလေယာဉ်တွေကိုလမ်းကြောင်းပြောင်းလဲသွားစေနိုင်ပြီးတော့မတော်တဆမှုတွေဖြစ်ပွားနိုင်တာကြောင့်အင်မတန်အန္တရာယ်များပါတယ်။ဒါပေမဲ့မြမလေပိုင်းနဲ့အတွင်ကအိန္ဒိယလေယာဉ်မှုတွေဟာအလွန်တိကျတဲ့ခက်မီဖို့လမ်းကြောင်းပြစနစ် INS ကိုအသုံးပြုပြီးတာဝန်ပြည့်စုံအောင်ထမ်းဆောင်နိုင်ခဲ့တယ်လို့ဆိုပါရယ်မြမနိုင်ငံမှာငလျင်လှုပ်ခတ်ပြီးမကြမီအိန္ဒိယနိုင်ငံဟာကဲဇရေးတန်ချိန်15တန်ကိုလေယာဉ်နဲ့မတ်လ29ရက်နေ့မနက်အစောပိုင်းမှာရန်ကုန်မြို့ကိုပို့ပြီးခဲ့ပါရယ် အရင်နောက်အနီးအစက်တက်ရဲ့ကွင်းစင်စေယုံအပါဝင်ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုလျင်နေနဲ့6ကြိမ်9ကြိမ်လောက်ပေးပို့ခဲ့ပါရရှင်။နေပြီးတော့ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းမှာ February 9ရက်နေ့ကနေ April 2ရက်နေ့အထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဘက်ကဒုတိယတပ်ရင်းမှုအပါအဝင်80နီးပါးတိုက်ဆုံးခဲ့တယ်လို့နေပြည်တော် PDF ကဒီကနေ့ April 14ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ နေပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမှခြေရွာကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ကရှမ်းလေပြင်စခန်းတန်တောင်မြောက်ပိုင်းမြောင်နှမ်းချိုခြေရွာအနီးနဲ့ဘကိုတိုင်းရှိနေမြို့နယ်မိအီကလေးရွာကျိုချောင်းခြေရွာရေတာရှင်မြို့နယ်ဗောဓိကုံခြေရွာတွေကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲဒီဒေသတွေဟာနေပြည်တော်နဲ့ဆက်ဆက်နေတဲ့ဒေသတွေဖြစ်ကြပါတယ်။စစ်ကောင်စီကစစ်တနန်းစနစ်ကိုအသုံးပြုပြီးတော့စစ်ရေးလှုပ်ရှားနေတာလို့ဗကိုးတိုင်းကကာကွယ်ရေးရဲဘော်တယောက်ကပြောပါရယ် တိုက်ပွဲတွေထမ်းမှာစစ်ကောင်စီဘက်ကချယ်လျင်တက်ရင်ခလာရ29ဒုတက်ရင်မှုသိမ်းသန်းအပါအဝင်89ယောက်တည်ဆုံပြီးတော့135ယောက်ထပ်မံတဲ့ဒဏ်ရာရကလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့နေပြည်တော် PDF ကသတင်းထုတ်ပြန်ထားပါတယ်ဒါအပြင်စစ်ကောင်စီတပ်သား၃ယောက်ကလည်းလက်နက်နှစ်လက်ခရင်တချို့နဲ့အတူလာရောက်ပူးပေါင်းခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်နဲ့ဆက်ချင်ပါသေး။တန်တမန်ဆက်ဆံရေးချိန်ချောင်းမှုနဲ့ဘင်္ဂလားဒေ့ရှ်အလှမဲကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့အကြောင်းမှာအပြည့်စုံကိုဆက်လက်ကြေလည်အောင်ပါရှင်။ တိုင်းပြည်ရဲ့တန်တမာရေးကိစ္စကိုချိန်ချောက်တယ်ဆိုရက်ဆွဆွဲချက်နဲ့ဘင်္ဂလားဒေ့ရှ်အလှမယ်တယောက်ကိုဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ကတနင်္ဂနွေနေ့ကပြောပါရယ်အလှမယ်ရဲ့ဖခင်ဖြစ်သူကတော့ဒီအမှုဟာ sorry တန်တမာဟောင်းနဲ့ဆက်ဆက်နေတယ်လို့ဆိုပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တန်တမာဆက်ဆံရေးကိုစိုးဝါအောင်ပြုလုပ်ဖို့ရည်ရွယ်ချက်နဲ့အရေးကြီးပုတ်ကိုတွေကိုမှားယွန်းစွာဆွဆွဲခဲ့ပြီးနောက်အလှမယ်မက်ဂနာအလမ်ကိုဆွဲချက်မတင်ပဲဖမ်းဆီးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ် ဒီအရေးကြီးပုံကိုယ်တွေဟာနိုင်ငံသားတွေဖြစ်ပါတယ်လို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူမိုဟာမက်တာလီဘူရာမန်က AFP ကိုပြောပါတယ်အသက်30အရွယ်ရှိတဲ့အလှမဲရဲ့ဖခင်ဘာဒူးအလန်ကတော့သူ့သမီးကိုဒါဂါမာရှိတဲ့ sorry တန်မဟောင်းနဲ့ချစ်ကြိုက်ခဲ့လို့ဖန်ခံရတာလို့ပြောပါရယ်။တန်မတ်နဲ့မက်ကနာကချစ်သူတွေဖြစ်နေကြတာပါ။တန်မတ်ကလက်ထက်ခွန့်တောင်းတာကိုသူ့မှာသားကြီးမယားကြီးတွေရှိနေလို့ကျွန်တော်သမီးကညှင်းပယ်ခဲ့ပါတယ်လို့သူကပြောပါရယ်။ သူပြောဆိုချက်ကို AFP ကလွတ်လပ်စွာတော့အတိမပြုနိုင်ပါဘူး။ဒါကမှရှိတဲ့ sorry တန်ယုံကလည်းမင်းမြတ်ချက်တွေကိုတုတ်ပြန်ဖြေကြတာမရှိပါဘူး။2020ခုနှစ်က Miss Earth Bangladesh အလှမဲဆုရရှိခဲ့တဲ့သူအလမ်ကတော့သူ့ရဲ့အိမ်ကိုအတင်းဝင်ရောက်ဖို့ကြိုးစားနေတာကိုဗီဒီယိုရိုက်ပြီးတော့ဗုဒ္ဓနေ့ကတိုက်ရိုက်လွှင့်ပြခဲ့ပါတယ်။သူ့ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းရဲတပ်ဖွဲ့ကတောက်ကြနေကအတိပြုပြောဆိုပါတယ်။ ိုင်ငံတော်လုံခြုံရေးကိုအနှောက်အယှက်ပြုပြီးတိုင်းပြည်ရဲ့ဗန္ဒာရေးအကျိုးစီးပွားကို ထိခိုက်နစ်နာစေခဲ့တယ်လို့ဆွဆွဲပြီးဖန်စီထိမ့်သိမ်းခဲ့တာဖြစ်တဲ့အကြောင်းပြောဆိုပါတယ်။ဆာရီအာရေဗျားနိုင်ငံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဗန္ဒာရေးနဲ့လူသားဆန္ဒတဲ့အကူအညီတွေတောက်လျှောက်ပေးနေတဲ့နိုင်ငံဖြစ်ပြီးဘင်္ဂလားဒေ့ရှ်အလုံသမား1.16တန်းသွားရောက်အလုပ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီးတော့2022ဆော်ရီတကောင်စင်းရဲ့အရာလူဦးရေအများဆုံးနိုင်ငံသားတွေလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူတွေကိုအကန့်အသတ်မရှိထိမ့်သိမ်းထားနိုင်တဲ့အထူးအာဏာအတ်ဥပဒေအရအလမ်ကိုဖမ်းဆီးထားတာဖြစ်ပြီးတော့ဒီဥပဒေကိုလူအခွင့်အရေးအဖွဲ့တွေကဝေဖန်နေကြပါတယ်။မက်နာကိုနိုင်ငံတကာကလက်ခံနိုင်တဲ့ရာဇဝတ်မှုအရဆွဲချက်တမဒါမှမဟုတ်လွှတ်ပေးဖို့ကျွန်တော်တို့တောင်းဆိုပါတယ်လို့နိုင်ငံတကာလူငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတောက်ကြနေကဆိုရှယ်မီဒီယာပလက်ဖောင်း X မှာရေးသားထားပါတယ်။ဒီဥပဒေကိုဒီအဖွဲ့ကြီးကကြမ်းတမ်းပြင်းထန်တဲ့ဥပဒေလို့ဝေဖန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရရဲ့ဥပဒေအကြံပေးအစစ်နာဇရူးကလည်းအလမ်ကိုအထူးအာဏာအပ်ဥပဒေနဲ့ဖမ်းဆီးထိန်းသိမ်းထားတာဟာမသင့်တော်ဘူးလို့တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီတရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မစ္စမတန်တောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကို6.0စီတက်မှတ်စေ 2100ကျပ်ပြင်ပပေါက်စဉ်4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်1597.15ကျပ်ပြင်ပပေါက်စဉ်3389ကျပ်ဥရောပဒေယူရိုကိုစစ်ကောင်စီသတ်မှတ်စဉ်2386.86ကျပ်ပြင်ပပေါက်စဉ်9069ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီသတ်မှတ်စဉ်62.62ကျပ် ပြင်ပပေါင်စီ133သက်သမ19ကျက်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စီ484သက်သမ84ကျက်ပြင်ပပေါင်စီ1000ကျက်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချက်သားကိုကျွေးကုန်တဲ့အတင်းတတ်မှတ်စီ56သိန်း3000ကျက် ပြင်ပပေါင်စေ83သိန်း4000ကျပ်15ပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ52သိန်း9125ကျပ်ပြင်ပပေါင်စေ69သိန်း1000ကျပ်ပေါင်စေ ရှိပါတယ်ပေါ်ပြပါ ရွှေစင်းနှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်တလီတာကို2590ကျပ်ပရီမီယံဒီဇယ်တလီတာကို3200ကျပ် အောက်တိတ်92ဒလီတာကို3050ကျပ်အောက်တိတ်95ဒလီတာကို3110ကျပ်ပေါ့ဇေးရှိပါတယ်ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6980ကျပ်ပြင်ပပေါ့ဇေး9500ကျပ်ပေါ့ဇေးရှိပါတယ် ပေါ်ပြပါဇင်းလုံးတွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်မစ္စမဘရိုင်းတိုင်းမစ္စမတရန်အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါတီရှူအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုတော့ကျမကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါတမစ္စမဘရိုင်းတိုင်းအစီအစဉ်ကိုနေစဉ်တင်းလာနေကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးပျော်ရွှင်စရာတကြံနှစ်သက်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်